ဟာနော်လေးရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ပရိသတ်တွေအတွက် TV ယောဂတွေထဲကမှအယိုး TV ယောဂအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ TV ယောဂဆိုတာက Mycobacterium tuberculosis လို့ခေါ်တဲ့ဘက်တီးရီးယားကြောင့်ကူးစက်တဲ့ယောဂတစ်မျိုးလည်းဖြစ်ပါတယ်။ TV ယောဂကအလွန်ပြင်းပြင်းထန်ထန်ခံစားရလိမ့်ရှိပြီးတော့အသေးပြောက်များတဲ့ထိတ်တန့်ယောဂဆဲကုတဲမှာပါဝင်တဲ့ယောဂတစ်မျိုးလည်းဖြစ်ပါတယ်။ TV လို့ပြောလိုက်ရင်လူအတော်များများကအဆုတ်လိုပဲပြင်းပြင်းတက်ကြပါတယ်။ တကယ်တော့ TV ယောဂါတွေကအများကြီးရှိနေပါသေးတယ်ရှင်။ဥပမာမျက်စိ TV, ဥ TV, အရိုး TV နဲ့တခြားသော TV ယောဂါတွေလည်းရှိပါတယ်။ TV ယောဂါတွေရဲ့ဆေးရကိုင်းနှုန်းကအရိုး TV ယောဂါဖြစ်ပါတယ်။အရိုး TV ဟာခန္ဓာကိုယ်ထဲမှာရှိတဲ့အရိုးတိုင်းမှာဖြစ်နိုင်တဲ့ဆိုပေမဲ့ကြောရိုးအရိုးကြီးတွေနဲ့အဆစ်ကြီးတွေမှာပို့ပြီးတော့တွေ့ရပါတယ်။ဒီထဲမှာတော့အဖြစ်အများဆုံးအနေနဲ့တွေ့ရတာကတော့ကြောရိုးမှကြီးပဲဖြစ်ပါတယ်။ Port diseases လို့လည်းခေါ်ပါတယ်။ အယိုး TV ဘာကြောင့်ဖြစ်ပွားရသလဲဆိုရင်တော့ TV ရောဂါပိုးရှိသူနဲ့ထိတွေ့ဆက်ဆံမိတဲ့အခါမိမိခန္ဓာကိုယ်ရဲ့ကို TV ပိုးကူးစက်ခံရတာလည်းဖြစ်ပါတယ်။ကူးစက်ခံရတဲ့ TV ပိုးဟာအဆုတ်ထဲမှာနေပြီးအဆုတ် TV ဖြစ်ပွားတာမျိုးမဟုတ်ပဲအဆုတ်ရဲ့အပြင်ဘက်ကိုပြန့်နှံ့သွားပြီးတော့အယိုးတွေစီကိုရောက်ရှိသွားတာကြောင့်လည်းဖြစ်ပါတယ်။ TV ရောဂါကလေထဲကနေတဆင့်လူတစ်ယောက်နဲ့တစ်ယောက်ကိုကူးစက်တာလည်းဖြစ်ပါတယ်။ TV ပိုးကူးစက်ခံရပြီးတဲ့နောက်မှာတော့ အဆုတ်ထဲမှာရှိတဲ့ပိုးဟာသွေးကနေတဆင့်အယိုးတွေအဆစ်တွေကြောရိုးတွေကိုရောက်ရှိပြန့်နှံ့သွားတာပဲဖြစ်ပါတယ်။ကြောရိုးတွေအယိုးအဆစ်ကြီးတွေကသွေးလက်ပတ်မှုနှေးကွေးတာကြောင့်ပိုးကမြန်မြန်ပြန့်လွယ်ပါတယ်။အယိုးတီဗီဖြစ်ပွားနှုန်းကအများထက်ပိုပြီးဖြစ်ပွားမှုနှုန်းမြင့်တက်လာတာကိုလည်းတွေ့ရပါတယ်။နောက်ထပ်သတိထားစရာတစ်ခုကအယိုးတီဗီဟာများသောအားဖြင့်အသည့်နောက်ကျတတ်ကြပါတယ်။မကုသပဲထားမိရင်တော့နောက်ဆက်တွဲယောဂတွေနဲ့ပြဿနာတွေရှိလာနိုင်ပါတယ်။ အယိုးတီဗီယောဂကအသိနောက်ကျတတ်တဲ့အတွက်ယောဂနုစင်မှာတတိမထားမိတတ်ကြပါဘူး။ဒါကြောင့်ယောဂသီးတဲ့အချိန်ကျရင်ယောဂရင်နေတတ်ပါတယ်။အယိုးတီဗီယောဂပြင်းထန်ချိန်မှာပြသတဲ့လက္ခဏာတွေကတော့ပြင်းပြင်းထန်ထန်ခါနာတာ၊အချိတ်ထွက်တာ၊ဖောင်းနေတာ၊အဆစ်တွေတောက်နေတာ၊ဖြီးကျဲတာမျိုးတွေလည်းဖြစ်တတ်ပါတယ်။ဒီလိုအခြေအနေမျိုးတွေနဲ့ကြုံရလာရင်တော့ဆရာဝန်နဲ့အမြန်ဆုံးပြသတင်ပါတယ်။အယိုးတီဗီယောဂရဲ့နောက်ဆက်တွဲအနေနဲ့အာယုံကြောတွေထိခိုက်လာတာ အောက်ပိုင်းခြိတာအောက်ပိုင်းသေးတာအယိုးတွေပုံပြက်လာတာဖျားတာညဘက်မှာချွေးစေးတွေထွက်တာပိန်သွားတာနှုံးတာစတဲ့လက္ခဏာတွေဖြစ်နေတတ်ပါတယ်အထက်ပါယောဂလက္ခဏာတွေကိုခန့်စားနေရပြီဆိုရင်တော့အယိုးတီဘီယောဂလည်းဖြစ်နေနိုင်တာကြောင့်ဆရာဝန်နဲ့အမြန်ဆုံးပြတဲ့မှာလေဆိုတဲ့အကြောင်းကိုစုံစုံလင်းလင်းလေးကျင်းပြပေးလိုက်ပါတယ်ရှင်အဆုံးထိကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ပြီးခဲ့ကြတဲ့ပရိသတ်တို့တွေလည်းစိတ်အီချမ်းသာခြင်းကိုအီချမ်းသာခြင်းတို့နဲ့ ပြည့်စုံနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။